နိုင်ငံတကာသတင်းတပေါ်အနေနဲ့ဆီဒန်နိုင်ငံကယူကရိန်းကို အမေရိကန်ဒေါ်လာ1.6ဘီလီယံလောက်တန်ဖိုးရှိတဲ့စျေးကူညီအသစ်တွေကိုပေးမယ်လို့ကြေညာတဲ့အကြောင်းနိုင်ငံတကာသတင်းတွေမှာမနေ့ကဖော်ပြကြပါတယ်။အဲ့ဒီလိုကူညီတာဟာစစ်ပွဲတွေအဆုံးသက်ရဲ့ဆွေးနွေးပွဲတွေမှာယူကရိန်းရဲ့ရည်ရည်ချက်ကိုခိုင်မာစေဖို့ကူညီပေးချင်တာလို့ဆွီဒင်ကကွယ်ရေးဝန်ကြီးပေါ့ဂျော်ဆန်ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။အခုဥရောပနိုင်ငံအားလုံးက ယူကရိန်းအပေါ်သူတို့ရဲ့ထောက်ခံမှုတွေကိုတိုးမြှင့်ဖို့လိုနေပြီလို့ဂျော်ဆင်ကပြောပါတယ်။ထောက်ပံ့ပေးတဲ့ငွေတွေထက်ကဆူဒင်ငွေ9ဘီလီယံလောက်ကိုတော့ယူကရိန်းကာဂရီစစ်မှုလုပ်ငန်းအတွက်ဘန်ဒါရဲ့အလူငွေအဖြစ်လူတဲတော့မှဖြစ်တယ်လို့ဆိုပါတယ်။အခုအကူအညီအသေးတွေအပါအဝင်ဆူဒင်ရဲ့စစ်ရေးထောက်ပံ့မှုတွေဟာ2022ခုနှစ်ကတည်းကအခုထိစုစုပေါင်းဆူဒင်ငွေဘီလီယံ80ကျော်ရှိသွားပြီလို့သတင်းတွေက ဆိုပါတယ်။ယူကရိန်းနဲ့အဖြစ်ခဲ့ရစီရဲ့သဖို့တူညီဖို့ ရုရှားကိုအိုဘာတက်တမန်တွေကမလ31ရက်နေ့မှာတိုက်တန်းခဲ့ပါတယ်ခင်ဗျာ။